လာတာတဲ့နတ်တညအရေးအောက်မှာယဟန်တပါတရားထိုင်နေခဲ့ပါတယ်။ဒီယဟန်ဟာဝိပဿနာကမ္မထံကို လုံလဝရိယနဲ့ချင့်ကြံအားထုတ်နေခဲ့တာပါ။ကိုတော်ဟာနေတဇိကဒုတင်ကိုဆွဲမြတ်သွားခြင်းတုံးပြီးဣရိယဘုသုံးပါဖြစ်တဲ့ရက်ချင်း၊သွားချင်း၊ထိုင်ခြင်းတို့ကိုသာပြုပြီးဘာရင်သုံးနာပလုံးလုံးဝမအိပ်ပဲတမာရီထိုင်ခြင်းနဲ့ဇင်းကြံလျှောက်ခြင်းတို့ကိုတလက်စီပြုလုပ်ကကြိုးစားအားထုတ်တော်မူခဲ့ပါတယ်။ တခါတရံမှာတော့တုတ်ကံမှာမိုးလင်းတဲ့အထိဇင်းညံလျှောက်ပြီးတရားအားထုတ်ရမျိုးလည်းရှိတတ်ပါတယ်။ကိုရိုးရဲ့စိတ်မှာလောကီအရာအလုံးဟာဒုက္ခသက်ပဲဘလို့ချမ်းသာကြမှာမရှိဘူး။ဒီခန္ဓာကိုယ်ဒီစိတ်ဟာဒုက္ခရောက်နေဘာလို့တွေ့တာနေမှာလဲလို့အမြဲတမ်းမြည်တွန်းတတ်ပါတယ်။ထို့ခြင်းမှာပဲနတ်ဆိုးဟာရုပ်တရက်ရဟန်းရှိမှာဖော်ပေါက်လာခဲ့ပါတော့တယ်။ထို့နောက်ရဟန်းရဲ့စိတ်ထဲမှာနမိတ်တစ်ခုကိုဖန်ဆင်းပြသလိုက်ပါတယ်။ ထိုရာကတော့ပြစ်စုံပံဘွားကသူ့ရဲ့အမေလူညီဟာအောင်လန်းပညာရှင်ရဲ့ရှင်ဘနှိစက်ခြင်းကိုခံစားနေကြရတာပါဘလို့လေယဟန်အမေကြီးလောက်ဆင်းရဲနေတာကိုမြင်လျက်နဲ့တင်ကမဟုရောပြင်ရအထုံးပါလားကိုကျော်ကြီးပဲစဉ်းစားတာမလုံးလားရှေးတိတ်ကာလာများတဲ့ကတရားသူရကန်ဒီတိုင်းနတ်ဆိုးပေါ်လာပြီးဘယ်နည်းနဲ့မဆိုးတရားအားမထုတ်နိုင်အောင်နှောက်ရက်တက်ကြပါလေဖယားရှင်ကိုရိုင်းလည်းဒီအချိန်လေးကိုရှောင်လွဲလို့မရခဲ့ပါဘူး ထိုအခါယဟန်ကဆက်ပြီးဆင်ခြင်ပါတယ်။ဒီတောင်းရတွေကိုဝင်ရောက်ဆက်ဖက်ရင်မတ်ဖို့ရဖို့ခက်ခဲတော့မှာပဲ။ဘာလို့လဲဆိုတော့စိတ်ဟာကိလေသာတွေကိုအမှန်တကယ်မဖြတ်နိုင်ဘူးလို့ပါ။ဒါကြောင့်ယဟန်ရဲ့စိတ်မှာတူယမှုအနေငယ်ဖြစ်ပေါ်လာခဲ့ပါလေ။ပြီးတော့ကလေးဘွားကမိခင်နဲ့အတူနေခဲ့တဲ့အတိတ်ပုံရိပ်တွေဟာယဟန်ရဲ့နမိတ်ထဲမှာပေါ်ပေါက်လာခဲ့ပါလေ။ကလေးဘွားတို့ကယဟန်ဟာအမင်းနှစ်ယောက်တည်းနေခဲ့ရတာပါ။ အဖေကငငယ်လေးလေးကဆုံးပါသွားခဲ့ပါတယ်။အရက်တည်ဆောင်မွေးရနေတဲ့အမေကသူ့ကိုမကြာခဏရိုက်နှက်တက်ပါလေ။မောင်တို့ကဒီပတ်စံနဲ့အရက်တော်ခိုင်းတာကိုမင်းကဆန်သွားရတာဗာဒီပဲ။အိမ်မှာဆန်ပြက်နေပြီဒီအမေ။ပြက်ပြက်ငါရက်ပဲတော့ရှင်တာ။ဒုံနောက်မှာအမေကကျင်းလုံးနဲ့ရက်ပြီးတခါတရံများအကြီးပြားများအရှူရအထင်းကြီးလိုက်ခဲ့ပါလေ။ဒီလိုဖြစ်ဖြစ်မျိုးလေးကိုမကြာခဏကြုံရပြီးမဲ့ မောင်တို့ကအမေကိုချစ်နေတဲ့ဖြစ်ပြီးဘယ်တော့မှမုံငယ်ကြီးမရှိပါဘူး။နောက်ဆုံးမှာတော့ရွာသားတွေဟာမောင်တို့ရဲ့အမေရဲ့အပြုအမူကိုပြီးမခံနိုင်တော့ပဲဘယ်လိုလုပ်ရမလဲဆိုတာကိုကြောင်းနိုင်စရာတော့နဲ့တွားရောက်တိုင်နေကြပါတော့လေ။ဖုန်းကြီးပြဒီတိုင်းဆက်တာရဲ့မောင်တို့ကဆိုတဲ့ကောင်းလေးအရင်မရောက်ခင်တည်ဆုံးပါပါလိမ့်မယ်။အေးဒါကတော့ဖုန်းကြီးနားလဲပါပဲ။ဒါပေမဲ့မိခင်နဲ့တားဖို့ရုတ်တရက်ခွဲလိုက်တဲ့ဟာမကောင်းတဲ့ကံရောက်တယ်တကား။ဒါဆိုရင်တပည့်တော်ခွဲထုတ်ပေးနိုင်ရင် ဘုံကြီးเจ้าကိုခေါ်ထားပြီးတင် जा ပြနေမှာလားဗျာအဲ့ဒါကတော့ခုံမတော်ပြဿနာမရှိပါဘူးတကားတုံးတော်ကတော့ရွာသားတယောက်ကအရဲအိုးကြီးနှလုံးကိုယူပြီးမိခင်ဖြစ်သူအိမ်ရှိကိုတွားရောက်ပါတော့တယ်ဟဲ့တော်မြတ်အနည်းနဲ့ရဲယူလာပေးတယ်အပြင်ထွက်လာခဲ့လိုက်တော်မြတ်ဟာမူမူယူယူနဲ့အတန်ကြာတော့လင်းမြန်သွားနှိုးထလာပြီးရွာသားကိုတွေ့သွားခဲ့ပါတော့တယ်ဗာငါနားကြမ်းမှားတာလားငါတို့အရဲယူလာပေးသူရှိဟုတ်လား ငယ်နားရမမပါဘူးငယ်မျက်စိလည်းမမအောင်ငယ်ယူမလားမယူဘူးလားယေအေယူမဘောဟာဒီလိုတော့လော်ရဲတော့ပဲရမလဲငါနဲ့တော့လကားပြေးတာမဟုတ်ဘူးစီကန်းကြတော့ရှိဘောင်ဒုက္ခကိုဆရာတော်ဘုရားကြီးရဲ့အကြောင်းမှာကိုရင်အနေနဲ့ဘွားတခြားလို့နေခဲ့ပေးရမယ်အဲ့ဒါဆိုရင်နေဒီရက်ကိုညွန်လာပေးမယ်ဘောင်ဒုက္ခရမေကတစ်ချက်မှမစင်စားပဲခေါင်းညှိလိုက်ပြီးအရဲအိုးကြီးနှလုံးကိုအိမ်ထဲသို့တည်သွားပါတော့လေတော်နေကစားပြီးမောင်သူကဟာကျောင်းနိုင်စရာတော့နဲ့တူခုံကြီးကြောက်ပါ နေခဲ့ရတာပါ ထိုအရာများကတော့ယဟန်ရဲ့ကလေးဘောကအမင်းနဲ့ပတ်သက်ခဲ့တဲ့မှတ်ဉာဏ်တွေပဲဖြစ်ပါတယ်။ယဟန်ကအတိတ်ကနေပြစ်စုံပံအထိဆင်ញင်ပြီးတဲ့နောက်မှာမိခင်ကိုယ်တိုင်လုပ်ခဲ့တဲ့ကံကိုခံစားနေရတာကိုနှလုံးသားကဝမ်းနည်းသွားခဲ့ပါတယ်။ဒါပေမဲ့လည်းယဟန်ဟာမိခင်ကိုကူညီဖို့အတွက်မတူဘဲပဲရွေးချယ်ခဲ့လိုက်ပါတော့တယ်။ဟာ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 ဂျင်းလိုမဘောနတ်ဆိုးကဝမ်းသာအားရရေမောလိုက်ပါတော့တယ်။သူနှောက်ရမှုကိုအောင်မြင်ပြီး နိုင်သွားတဲ့ခါမှာတော့နတ်ဆိုးဟာထိုနေရာမှာပြောက်ကွယ်သွားခဲ့ပါတော့။ထို့နောက်ယဟန်ဟာတမာရီစာကိုအသုံးပြုပြီးရုပ်ခန္ဓာကိုယ်တွေကထက်ဆင့်ဖြစ်နေတဲ့အစစ်တရုပ်ကိုတဖြည်းဖြည်းမျောတင်ပြီးကာယအသစ်ရုပ်ခန္ဓာအသစ်အနေနဲ့ချွတ်သွားစေခဲ့ပါလေ။ထို့နောက်မိခင်ဖြစ်သူကိုညီဖို့အတွက်တော်ရဲရှိအတိတ်ဒုက္ခလောကတွေကလှုပ်ဝဲဆန်းကျင်တဲ့တော်တစ်ခုကိုကာယအသစ်ခန္ဓာကိုယ်အသစ်နဲ့ခရီးမီပေါင်းခဲ့တာပါ။ ထိုလိုအစံကျင်တဲ့တောထဲမှာအမျိုးမျိုးသောအပင်များပြည့်နေနေကြတော့လေဒီတော့ဟာမကောင်းဆိုးဝါးပညာများလိုက်စားသူတွေရဲ့စိုးဝေးရနေရာလေးဖြစ်ပါတယ်။ပညာမျိုးမျိုးဆွမ်းရှိတဲ့အောင်လန်းဆရာတွေဟာဒီနေရာမှာသူတို့ရဲ့အောင်လန်းပညာတွေကိုလေ့လာလိုက်စားကြတာပါ။ဒီတော့ရဲ့နာမည်ဟာငရဲနဲ့ဒုဗုံကြားကလမ်းဆောင်နေနေရာလေးဖြစ်ပါတယ်။ဒါကြောင့်အောင်လန်းပညာနဲ့ပတ်သက်တဲ့အစီအစဉ်တွေကိုပြုလို့ရင်အစာရောများစွာပုံမှန်မြင့်တက်လာမှလည်းဖြစ်ပါလေ။ အောင်လဲစရာဟာဒေါ်မြရဲ့ရုပ်လောင်းကို ဖုတ်သွင်းပြီးဒေါ်မြရဲ့ဝိညာဉ်ကို ချုပ်ကန်ထားခဲ့တာပါ။နောက်ဆုံးတော့ငါရဲ့ဖုတ်သွင်းပညာပြည့်ပြီးပါပြီကွ။အောင်လဲစရာရဲ့ရှင်မာရဟန်းအမေဖြစ်တဲ့ဒေါ်မြရဲ့ခန္ဓာကိုယ်ဟာပေါ်ပေါက်လာခဲ့ပါတော့။ဒါပေမဲ့မျက်နှာဟာမူလပုံစံမရှိတော့ဘဲလူသေးတကောင်လုံးမျက်လုံးနဲ့ရှိနေပြီးခန္ဓာကိုယ်ကတော့ပုတ်ဆွေးမိပြီးအနံဆိုးတွေထွက်နေခဲ့ပါပြီ။ဒေါ်မြရဲ့ဝိညာဉ်ဟာအောင်လဲစရာကိုကျောင်းဝတ်ဖွယ်ရာမျက်လုံးများနဲ့စိုက်ကြည့်ပြီးပြောဆိုလိုက်ပါတယ်။ နေငါခန္ဓာကိုပါလို့ထားတယ်။ပါလို့ငါ့ကိုဒုက္ခပေးနေရတယ်။အခုငါဒုက္ခရောက်နေပြီ။ချက်ချင်းဆိုသလိုအောင်းလဲစရာရဲ့မျိုးလုံးတွေဟာပြူးကျဲသွားပြီးမျိုးလုံးတွေဟာမီးတော့တစ်ဖွဲတောက်လောင်သလိုဖြစ်သွားပါတော့။သူ့အရာကိုမြင်တွေ့လိုက်ရတော့ဒေါ်မြဝိညာဉ်ဟာအပြင်းအထန်ကြောက်ရွံ့တုန်လှုပ်သွားခဲ့ပါလိမ့်။ငင်းငါ့ကိုအာခံရတဲ့ဘောတော်မြတ်မှတ်တာငါနင်းကိုဖန်ဆင်းနိုင်တယ်လို့ငါနင်းကိုဖြက်စီးဖို့ပြင်ကြတယ်အားဝါရှိ တို့ကဒေါ်မြတ်ရင်ဝင်းကြီးဟာကျမ်းပြဘဝဒူးတော့ပြီးချက်ချင်းအရှုံးပေးလိုက်ရပါတော့တယ်။ကောင်းတဲ့ဒေါ်မြတ်ဘသူကဘာလဲဆိုတာနေဂီတာသက်မှာတော့ငါတို့ဆင်းရဲလင်းချင်ဆိုတဲ့ဘောက်နေတက်လိုက်စမ်းအရင်တော့ငါသူ့ကိုရှုံးနေခဲ့ဒီတကားတော့သူဒုက္ခရောက်ခဲ့ရဒေါ်မြတ်ဟာကောင်းလန်းစရာအမေတိုင်းခက်ခွာလို့နေမှာပဲရုပ်တရက်သူ့ရှိမှာရဟန်းတစ်ပါးတောက်ခွာနေတဲ့အလင်းရောက်နေတဲ့ရောက်ရှိလာတော့မြင်တွေ့လိုက်ရပါတော့တယ် ုံတော့ရဟန်းကအွန်လိုင်းဆရာကိုပြောလိုက်ပါတော့လေတကအွန်လိုင်းဆရာကြီးဦးစင်းရဲ့မိခင်ကိုလှုပ်ပေးဖို့ဦးစင်းအလှူခံပါလေဦးစင်းဘာပြောလိုက်တာလဲကျုပ်ကအလှူတန်းလှုပ်ချင်းဒီအွန်လိုင်းဆရာဘယ်လှုပ်စားတော့မလဲဟာဟာဟာတို့ကမှအွန်လိုင်းဆရာဟာဒေါမြရဲ့ဝိညာဉ်ကိုဒေါမြအားရဟန်းကိုတက်ခတ်ဖို့အတွက်ချက်ချင်းဆင်လွှတ်လိုက်ပါတော့လေဒါဖြစ်သူရဟန်းကိုမြေတွေးလိုက်ရတဲ့အခါမှာတော့ဒေါမြရဲ့ဝိညာဉ်ဟာငယ်စဉ်ကလှုပ်ခဲ့တဲ့အမားတွေအတွက်နောင်နာရပြီး ချစ်ချင်းမေတ္တာများနဲ့ငိုချလိုက်ပါတော့လေ။ဒါပေမဲ့သူခန္ဓာကိုယ်ကိုသူထိန်းချုပ်လို့မရတော့ဘဲအောင်လဲပညာဆရာရဲ့စွမ်းလုံးမှုကိုခံစားနေရပါပြီ။ဒေါမြရဲ့ဦးညီဟာဖုတကောင်လို ပုံစံမျိုးနဲ့ရဟန်းစီကိုတဖြည်းဖြည်းလျှောက်သွားပြီးအတန်နဲ့ကြီးများဖြစ်អော်လိုက်ပါတော့လေ။ဒီအတန်ကြောင့်ညခက်အစာရှာစားနေတဲ့တတ္တဝါတွေအလုံးကြောက်လန့်နေကြတဲ့နှုတ်ဆက်ပါတတ်ပါလေ။တို့ရကမြင်တော့ယဟန်ဟာချက်ချင်းတမာတိထန်လိုက်ပါလေ။ယဟန်လုံးနေတာကတော့မြတ်တာနဲ့ခွင့်လွှတ်ခြင်းအပြည့်ရှိတဲ့စိတ်နဲ့ ်မေတ္တာပို့နေတာဖြစ်ပါလေ။ဒါကြောင့်ကိုရောရဲ့ခန္ဓာကိုယ်ဟာဖန်သားနဲ့ပြုလုပ်ထားတဲ့နယံတစ်ခုလိုဖြစ်နေပါတော့။ထိုင်နေရုံပဲလားယဟန်။ဒါမျိုးကသိပ်ပြောကြတော့မပေါ့။ဟဲ့တော်မြတ်။နေသူ့ကိုရှင်းလိုက်တော့ပြင်90ပြန်လာခဲ့။တော်မြတ်ရဲ့ဝိညာဉ်ဟာမျက်ရည်တွေနဲ့ခြေသုံးလေးလမ်းလမ်းပြီးယဟန်စီကိုရှောက်သွားခဲ့ပါလေ။ပြီးတော့လက်ကိုရိုက်ဖို့ပြင်လိုက်တဲ့အခါမှာတော့ရုတ်တရက်လက်ဟာရက်တန့်သွားခဲ့ပါတယ်။ဟင်းတော်မြတ်မခက်တာဘာလို့ချင်လိုက်တာလဲ တော်မြတ်ရဲ့ရှိမရှိဟောင်းစစ်တော်သူရဲ့ဝိညာဉ်သူပေါ်ပေါက်လာခဲ့တာပါသူဟာဒါနဲ့လက်ကိုကင်ခါခဲ့ပါလေဒါသာဆရာမင်းကြီးရဲ့အတက်ပင်နာလည်းပဲဆရာမင်းကြီးခဏပါမလေးဘုံမလေးနဲ့ငါနဲ့ထွက်တက်လိုက်စမ်းဟာဟာဟာအောင်းလန်းဆရာမင်းရဲ့ပညာမျိုးကငါရဲ့ပညာကိုရှင်းနိုင်မှာလားငါရဲ့မေတ္တာရေမနဲ့တွင်မင်းရဲ့ပညာကိုခံနိုင်မှာမထင်ဘူးနော် ဆီယံမင်းတင်ကဒေါ်မြရဲ့ဝိညာဉ်ပေါ်ကိုမြေတားကြီးမန်းနေပပြန်းလိုက်ပါတော့နေရေမန်းစံကြောင့်အောင်းလန်းဆရာပြုတ်လုထားသောပညာများဟာချက်ချင်းပျောက်ွယ်သွားခဲ့ပါလေထို့ကြောင့်ဒေါ်မြရဲ့ဝိညာဉ်ဟာအောင်းလန်းပညာရဲ့ချိုးနှောင်မှုတွေကနေလွတ်မြောက်သွားခဲ့ပါပြီဟာဆီယံမင်းတင်မင်းငါပညာရေးကိုဖြက်စီးအောင်းလန်းဆရာစကားမဆုံးခင်ပါပဲဆီယံမင်းတင်အသက်သွင်းထားတဲ့စစ်တေတော်ကအောင်းလန်းဆရာကိုဒါနဲ့ဖိုင်ချလိုက်ပါတော့ခင် ဆရာတော်ကျွန်တော်ဘလို့ရောက်လာလဲဆိုတော့မတွေးပါနဲ့ကျွန်တော်လေးသားတဲ့ဘုန်းကြီးတစ်ပါးကဒီကိုလာပြီးကုညီခိုင်းလို့လာခဲ့တာပါကျွန်တော်ကိစ္စလည်းပြီးပြီဆိုတော့သွားခင်ပြပါအောင်နော်ယဟန်ကခေါင်းကြီးပြလိုက်ပြီးမိခင်ဘသူလှည့်လိုက်ပါတယ်အခုခါမှာတော့မိခင်ဟာအွန်လိုင်းပညာရဲ့ချုံနောက်မှုပါနေလွတ်သွားပြီမယ်ဝိပါကကံကိုစင်းရဲစရာကောင်းတဲ့ရုပ်ခန္ဓာကိုမြင်တွေ့နေရသေးပါမိခင်အားမျက်ရည်များနဲ့ယဟန်ကိုဝမ်းနည်းစွာရှုပ်ကိုလိုက်ပါတယ် ယဟန်ကမိခင်ကိုပြုံးပြလိုက်ပြီးနောက်ဆုံးအချိန်တရားဟောခဲ့ပါတယ်။အမေငငယ်တော့ကအမေလက်ဆွဲပြီးဖခင်အကြောင်းကိုတွားခဲ့တာကိုမှတ်မိသေးလား။အမေကဒါကိုပထမဆုံးအချိန်ဖခင်ရှိခိုးကိုတင်ပေးခဲ့တယ်ဗျ။အဲ့ဒါကဦးစင်တွေဘုရားဘာသာနဲ့ပထမဆုံးအချိန်ကြည့်တွေ့စေခဲ့တဲ့အရာပါပဲ။တော်မြတ်ဟာဖခင်အကြောင်းနဲ့မှကိုရောကိုဖခင်ရှိခိုးခိုင်းတဲ့ပုံကိုတတိယသွားခဲ့ပါတယ်။ကားလက်ကိုဆွဲပြီးရှောက်ခဲ့ရတဲ့ပုံရိပ်ဟာသူမစီတဲမှာဆွဲမြင်နေသေးပါ။ ထိုကုသိုလ်ကဟာသိငယ်တယ်လို့ထင်ရပြီးမဲ့ကြီးမားတဲ့အကျိုးပေးမှုကိုရရှိခဲ့ပါတယ်။ဒါကြောင့်ဒေါမြရဲ့ဝိညာဉ်ဟာချက်ချင်းပဲကောင်းရာမွန်ရာသို့ရောက်ရှိသွားခဲ့ပါတယ်။ကောင်းငင်အားလင်းလန်းတစ်ခုအားသူမရဲ့ခန္ဓာဘဝကိုကျလာပြီးဒေါမြရဲ့ဝိညာဉ်ဟာယဟန်ကိုလက်အုပ်ချပြီးကြုံပြလိုက်ပြီးနောက်ပျောက်ကွယ်သွားခဲ့ပါတော့လေ။ယဟန်ကမိခင်ကိုကောင်းရာမွန်ရာဘဝကိုပို့ဆောင်နိုင်ခဲ့တဲ့အတွက်ဝမ်းမြောက်စွာနဲ့ ကာယခန္ဓာဘုအတွက်ကိုမိမိခန္ဓာဘုပဲလို့ပြန်တွင်ခဲ့ပါတော့တယ်။ထို့နောက်သူ့ရဲ့ကုသိုလ်ကောင်းမှုများကိုဒီမှာကစူတောင်းလိုက်ပါတော့တယ်။ဒီမဟာကုသိုလ်များကြောင့်နောင်အနာကဲကာလမှာမြတ်စွာဘုရားရှင်ရဲ့တရားတော်များကိုနှာကြားရပြီးနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ရပါသည်။တို့လူစုတော်မီချိန်မှာတော့ကောင်းကင်ကြီးဟာယဟန်ရဲ့စူတောင်းတဲ့ကိုလက်ခံတဲ့အနေနဲ့တောက်ပလာခဲ့ပါတော့တယ်။